အားလုံးပဲမင်္ဂလာပါရှင်ဒီကနေ့မေလာ20ရက်အင်္ဂါနေ့အတွက်မော်လဝတ္တခမ်းမန်းချက်တွေကို တင်ဆက်ပေးပါရမယ်အနောက်တောင်မုတ်တုံလေးဟာမေလာ16ရက်နေ့ကစတင်ပြီးမြန်မာနိုင်ငံအလဲပိုင်းဒေသတွေအထိဝင်ရောက်နေပြီပဲဖြစ်ပါတယ်ပုံမှန်မုတ်တုံဝင်ရောက်ချိန်ထက်ဒီနေ့မှတပတ်ကျော်စောပြီးဝင်ရောက်ခဲ့တာပဲဖြစ်ပါတယ် ဘင်္ဂလားပြည်လောက်အနောက်တောင်ပိုင်းမှာဖြစ်ပေါ်နေတဲ့လေပြင်းနဲ့ရေဝန်ကစိုက်ကလုံးမောင်းနိုင်ဖြစ်ပေါ်လာဖို့မရှိတော့ဘဲအပြော့ပြက်ပြဲသွားတယ်လို့မိုးလေဝသပညာရှင်အဝင်နိုင်ကအသိပေးထားပါတယ်ဒီကနေ့ကနေလာမယ့်မေလ22ရက်နေ့မနက်6:00နာရီထိဘင်္ဂလားပင်လောအနောက်တောင်ပိုင်းမှာဖြစ်ပေါ်မယ့်လေပြင်းနဲ့ရေဝန်အရှိန်ကြောင့်ရခိုင်ပြည်ချင်းပြည်ပဲခူးတိုင်းအရှိချမ်းနေပြည်တော်နဲ့မန္တလေးတိုင်းတို့မှာမိုးအထင်အထင်ကနေမိုးများနိုင်တယ်လို့ခန့်မှန်းထားပါတယ် ညည်ရည်ကြီးမှုအခြေအနေကိုတော့စိုးရိမ်စရာမရှိသေးဘူးလို့သိရပါတယ်။ဒီကနေ့ညနေအထိမန္တလေးတိုင်းမကွေးတိုင်းနဲ့စကိုင်းတိုင်းအပိုင်းတို့မှာနေရာကွက်ကြားရခိုင်ပြည်ချင်းပြည်ကရင်နီကရပြည်မွန်ပြည်ကရင်ပြည်ရှမ်းပြည်နေပြည်တော်နဲ့စကိုင်းတိုင်းထပ်ပိုင်းတို့မှာနေရာကျဲကျဲနဲ့တံပြင်းနေတဲ့တိုင်းတို့မှာနေရာစစ်စစ်မုတ်တစ်ချုံရွာမှာဖြစ်ပြီးရွာရင်ရာနှောင်းပြည့်ဖြစ်ပါတယ်။ ကပလီပင်လယ်ပြင်ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းနဲ့အရှေ့အလယ်ပိုင်းတို့မှာမုတ်တုံလေအားနည်းနေပြီးကြံဘင်္ဂလားပင်လယ်အော်မှာတော့တိမ်အသင်အတင်ကနေတိမ်ထူထပ်နေပါတယ်။မြမပင်လယ်ပြင်မှာတော့လှိုင်းအသင်အတင်ရှိပါမယ်။မြမကန်ရွယ်နဲ့တခြားနယ်ကန်လွန်ပင်လယ်ပြင်တို့မှာလှိုင်းမြင့်၅ဘေးကနေ8ဘေးကန့်ရှိနိုင်ပါတယ်။နောက်နေ့ရက်အတွင်းမြမနိုင်ငံအလယ်ပိုင်းဒေသတွေမှာမိုးသည်ထန်စွာရွာသွန်းခြင်းမိုးတိမ်နှောင်တွေဖြစ်ပေါ်ခြင်းလေပြင်းတိုက်ခတ်ခြင်းစတဲ့ထစ်ချုံးမဲ့အခြေအနေတွေဖြစ်ပေါ်နိုင်ပါတယ်ရှင်။ ျမနွယ်နွယ်ပါအခုလိုသတင်းတွေကိုပုံပုံမျှဝေပေးနိုင်ဖို့ ਨੇ CJ Platform သတင်းဌာနအရေးရှိရက်တင်နိုင်ရဲ့အတွက် YouTube မှာလည်း CJ Platform လို့ရှာဖွေက Subscribe လို့ဆောင်းပေးပြီး Like and Share လို့ဆောင်းပေးခဲ့နိုင်ပါတယ်ရှင်။